ဒီနေ့ကျယ်စီတယောက်အေဂန်ရဲ့ဆိုဖာမှာတယောက်ထဲထိုင်နေပြီးတော့တခုခုကိုစဉ်းစားနေတယ်။အဲ့ဒီချိန်ဖုတ်ခတ်တဲ့တတိယသူ့အိမ်ကိုလာလေတာပေါ့။သူတို့နှစ်ယောက်ရောက်နေရတော့မသိပဲနဲ့ကျယ်စင်ကတခုခုကိုအလေးနက်ကြီးကိုစဉ်းစားနေရလေ။ဒါကြောင့်မလို့တတိယဟဲ့ကျယ်စင်ဘာတွေများအတွေ့လို့နေရလဲဟ။တတိယကျယ်စင်ကိုပခုံးပုတ်ပြီးတော့မေးလိုက်တော့မှဟာတတိနဲ့ဖုတ်ခတ်တို့ပါလား။နင်တို့ငှက်ရုံရောက်နေကြရလား။ မလီမတ်ရွှေကျဲစီရဲ့ကျွန်တော်တို့ရောက်နေရနည်းနည်းတော့ကြာနေပြီ။နေကဘာတွေများအတွေ့လို့နေရလဲဟာငါတို့ရောက်နေရတော့မသိဘူးဆိုတော့ပုတ်ကက်ကပုကလန်မေးလိုက်တယ်။ဒီလိုပါဟာမနေ့ကငါကြည့်တဲ့ Disney ကာတွန်းကားတွေကစနိုးဝိုင်အကြောင်းငါစဉ်းစားနေတာ။စနိုးဝိုင်ရဲ့အကြောင်းဘာလို့စဉ်းစားနေရလဲဟာ။ तू ကသူ့ရဲ့ဇာတ်သား Happy Ending လေ။စနိုးဝိုင်ရဲ့ဒစ္စနီယထုတ်တဲ့ဇာတ်လမ်းဟာ happy ending ဆိုပေမဲ့နောက်ထပ်ကြောက်စရာကောင်းတဲ့စနိုးဝိုင်ရဲ့ဇာတ်လမ်းတစ်ပုဒ်ကလည်းရှိနေသေးရဲ့လေ တချို့လူတွေပြောတာအဲ့ဒီကြောက်စရာကောင်းတဲ့ဇလန်းအမစနိုဝိုက်ရဲ့တကက်အပြင်ကဇလန်းနဲ့ဒစ္စနီကကလေးတွေအတွက်ပျော်ရွှင်စရာလို့ဇက်သန်းကိုပြောင်းပေးထားတာတဲ့ငါစနိုဝိုက်ရဲ့ကြောက်စရာကောင်းတဲ့ဇလန်းကိုနားထောင်ပြီးတော့လေစနိုဝိုက်ကိုအရန်တနာသွားတာပဲဒါဆိုနေကစနိုဝိုက်ရဲ့ဇလန်းဘလို့ဖြစ်စေချင်လို့လဲဟတတိယမေးလိုက်တော့ကျယ်စင်းကဘလို့ပဲဖြစ်ဖြစ်ပေါ့ဟာတကယ်အပြင်မှာလဲ happy ending လို့မျိုးဖြစ်စေချင်တာပေါ့ ကဲကဲကဲအဲ့ဒီဒစ္စနီကာတွန်ကားတဲ့စနိုးဝိုင်ရောအပြင်ကစနိုးဝိုင်ရဲ့ဆက်လမ်းကိုထားလိုက်တော့ငါတို့ဒီညကျယ်တွေကျွေတာကိုတောက်ကြည့်ကြရအောင်ဘလို့ကျယ်တွေကျွေတာဟုတ်လားအေးဟုတ်တယ်လေတတိယနေ့မှာကျင်ညာတယ်ဒီနေ့ညကျယ်တွေကျွေမဲ့ညာတဲ့အရန်လှမှာဟာတောက်ကြည့်ကြရအောင်ဟာဟုတ်လားအဲ့ဒါဆိုငါတို့ဒီညကိုဘယ်အလုတ်ခတ်လို့ဖြစ်ပါမလဲငါတို့ကောင်းကင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့နေရာတစ်ခုကိုသွားကြရအောင်ဟာ အေးလေအဲ့ဒါကြောင့်မလို့ငါတို့ကနေအောင်လာခေါ်啊လာလာအတွေ့လုံးမနေနဲ့ရောအသားကြည့်ကြရအောင်ဒီလိုနဲ့တို့တော့တောင်းရကောင်းကင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့နေရာတစ်ခုမှာသွားထိုင်နေလိုက်ကြတယ်ဖုန်ခန့်ကျဲကဘဲချဲကျွေးมาလဲกว่าတတိယမေးလိုက်တော့ဖုန်ခန့်ကည12နာရီလို့ပြောတယ်กว่าမင်းတို့အဲ့ဒီအချိန်ထိနေလို့ရတယ်မလားငါအိမ်ရရပါတယ်กว่าတတိယပြောလိုက်တယ်ကျဲစင်နေရောငါအိမ်ကနေလို့ရတော့အသိရင်ဘာမှမဖြစ်ပါဘူးဟာ အေးလေအဲ့ဒါဆိုရင်ငါတို့၃ယောက်ညစနစ်ထိထိုင်ဆောင်ကြတာပေါ့ဒီလိုနဲ့သူတို့၃ယောက်ကျဲရီကျွေမဲ့အချိန်ထိထိုင်ဆောင်နေလိုက်ကြတယ်ည၁၂နာရီထုတ်ကနေလေးကြတော့ကျဲရီတဖြုတ်ဖြုတ်နဲ့စတင်ပြီးတော့ကျွေလာတော့တာပေါ့ကျဲရီအများကြီးကျွေတဲ့ကောက်ကင်ကြီးကတော်တော်လေးကိုလှနေတယ်သူတို့၃ယောက်လည်းကျဲရီကျွေလာတဲ့ကောက်ကင်ကြီးကိုကြည့်ပြီးတော့ကြည်နူးနေကြတယ်အရန်လှတာကျဲရီကျွေတာငါဒီတစ်ခါပဲမြင်ဘူးတဲ့ဟာ အေးဟာငါငငယ်လေးကတည်းကခုတက်ထိကြဲကြွေတာတကားမှမတွေ့ဘူးသေးဘူးဒီညမှမှစတင်ပြီးတော့မြင်ရတာပဲတက်တိနဲ့ကြဲစင်ရအယမ်းပြောင်နေတဲ့ချိန်ဖုန်းခန့်ကဟဲ့နင်တို့ကြဲကြွေတာမပြီးခင်ဆူတောင်းချရအောင်လေကြဲကြွေတဲ့ချိန်ဆူတောင်းရင်ဆူတောင်းပြည့်တယ်တဲ့အော်အေးဟုတ်တာပဲငါလည်းကြားဘူးတယ်ဟာလာဆူတောင်းချရအောင်ဒီလိုနဲ့သူတို့တော့တော့လဲမျက်စိမိတ်ပြီးတော့ဆူတောင်းလိုက်ကြတယ်အကောင်လုံးဆူတောင်းပြည့်တဲ့ချိန်မှာတော့မျက်လုံးဖွင့်လာကြတယ်ဖုန်းခန့်က နေလို့နှစ်ယောက်ကဘာစုရဲ့တောင်းကြရလဲဟာတတိယငါငါဝယ်ချင်တဲ့ပြိုင်ကားကြီးကိုငါဖေဝယ်ပေးပါစေလို့ငါဆုတောင်းတာကွာမင်းကရောတတိယပေါက်ခတ်ကိုပြန်မေးလိုက်တယ်ငါတော့ငါအမေအဖေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဒီတသက်အလုံးအတူတူနေသွားရပါစေလို့ငါဆုတောင်းတယ်ကဲကျေစင်နေရောဘာစုတောင်းလဲ No ငါရဲ့ဆုတောင်းနင်တို့လုံးဝမပြောပြဘူးဟာနေရလဲဘာဖြစ်လို့လဲဟာငါတို့ကတကယ်ချင်းနေကိုနေရဆုတောင်းငါတို့ကဘာလို့မှမလို့တော့ငါရဲ့ဆုတောင်းကတွေးကြည့်ရင်မဖြစ်နိုင်ဘူးလေ ဒါကြောင့်မို့လို့ပါ။ငါနင်တို့မပြောပြဘူးဆိုတာနင်တို့ငါ့ကိုလောက်ယူมาဆိုလို့ကဲပါလေ။နင်မပြောပြချင်ဘူးဆိုလည်းမပြောပြနဲ့။ဟုတ်ပြီလား။ကဲအခုကြယ်ရီကျွေရလဲပြီးတော့မယ်ဆိုတော့ခဏနေငါတို့အိမ်ပြန်ကြမယ်နော်။ခဏနေတော့သူတို့တော့ရလဲကိုယ့်အိမ်ကို ပြန်လာကြတယ်။အိမ်ရောက်တော့ကျယ်စင်ကအရဲအိတ်ချေလာနဲ့အိတ်ရတဲ့ကိုတခါတည်းဝင်အိတ်လိုက်ပါတော့တယ်။အဲ့ဒီချိန်သူ့ရဲ့အိတ်ခတ်ပတဲ့ပေါက်ကနေပြီးတော့ ်မော်ဆန်နဲ့အလင်းရောင်လေးတွေဝင်လာခဲ့တယ်။အဲ့ဒီအလင်းရောင်လေးတွေကခဏကြာတော့လူတယောက်ပုံစံအဖြစ်ကို ပြောင်းလဲသွားတယ်။မနက်ခင်မိုးတောက်တော့ကျယ်စင်လဲနိုးလာခဲ့တယ်။ဝါးငါညာတော်တော်အေးပြတ်သွားတာပဲတက်တီတို့ဖုန်ခန့်နုနဲ့ကြဲကြွေတာတွားကြည့်တာညာနမအိပ်ပျော်သွားတယ်တော်တရပေါ်ဆော့ဆော့နိုးလို့ဒါတော့အေးရမဝချင်ဘူးဟွန်းဒီနေ့ငါဘာလို့ဆရာရှိလဲ mm ဒီနေ့တော့တိတ်ပြီးဘာမှလုပ်စရာမရှိပါဘူးတင်းနဲ့ကလည်းပိတ်တယ်ဆိုတော့အဲ့ဆိုရင်တက်တီတို့နဲ့ဖောက်ခတ်တို့နဲ့တတ်တွေ့မယ်လေသူကဒင်းပေါ်ကနေဆင်းမယ်အလုံးမှာအောက်ကိုကြည့်မိလိုက်တော့အမလေးလူလူတယောက်ငါ့ရခန်းတော့ရောက်နေပါလားဘယ်လိုလုပ်ပြီးတော့ရောက်နေရပါလဲအခန်းရဲ့ကျမ်းပြင်ပေါ်မှာလူတယောက်ကဆောင်းကြီးခြုံပြီးတော့အိတ်နေရလေဒီလူကဘသူလဲဟာငါ့ရခန်းတော့ဘယ်လိုလုပ်ပြီးတော့ရောက်လာလဲတခိုးလားဒါမှမဟုတ်နာနာပါဝလား ငါဆောင်းလန်ကြည့်လိုက်ရင်ကောင်းမလားဒါမှမဟုတ်အမေနဲ့ဖေကိုသွားပြောရင်ကောင်းမလားဒုက္ခပါပဲတခိုးဆိုရင်ငါဆောင်းလန်ကြည့်လိုက်တာနဲ့ငါ့ကိုရံပြုတ်မှာငါဘယ်လိုလုပ်ရမလဲကျေစင်ကသူ့ဘာသာသူကိုဘာလို့အမှန်မသိဖြစ်နေတဲ့အချိန်အဲ့ဒီဆောင်းကြီးချုပ်ပြီးအိတ်နေတဲ့လူကဆောင်းကိုဖဲလိုက်တဲ့အချိန်ကျေစင်ကသူ့ရဲ့မျက်နှာကိုမြင်လိုက်ရတယ်လေကျေစင်လည်းမျက်လုံးပြူသွားပြီးပါဇက်ကနေဟာ snow white ဆိုပြီးရေရွတ်လိုက်ပါတော့တယ်။ဟုတ်ပါတယ်။ညကျယ်စင်းအိတ်ခန့်ပတင်းပေါက်ကနေပြီးတော့ဝင်လာတဲ့အလင်းတန်းတွေကစနိုးဝိုက်အဖြစ်ပြောင်းလဲသွားတာပါ။စနိုးဝိုက်ကကျယ်စင်းကသူ့ကိုကြည့်နေရတွေ့တော့ငါမနေ့ညဒီအခန်းထဲကိုငါရောက်လာခဲ့တာငါဘလို့ရောက်လာမှန်းမသိဘူး။အဲ့ဒါငါရောက်တော့အရန်ချင်းနေခိုက်တာနဲ့လေနေ့အခန်းထဲကစောင်းတစ်ခုကိုဆွဲယူပြီးတော့ငါခြုံလိုက်တာခဏနေတော့အိပ်ပျော်သွားရောဒါနဲ့ငါခုဘယ်ကိုရောက်နေရလဲယင်နင်တို့ရော ဘသူတွေလဲစနိုဝိုက်ကသူ့ကိုစကားပြောနေရောကျယ်စင်လဲအယံအံဩသွားခဲ့တယ်ဟာစနိုဝိုက်ကငါ့ကိုတကယ်ကြီးစကားပြောနေရလားဟာတကယ် तू ကငါ့စီကိုရောက်လာခဲ့ရလားမဖြစ်ဘူးမဖြစ်ဘူးငါတခုခုလုံးဝဖြစ်မယ်ငါဖုန်းကန်းတို့တတိယစီကိုဖုန်းဆက်လိုက်မယ်ဒါမှအိမ်မက်လားတကယ်လက်တွေ့ပေါ်လားဆိုတာငါသိချာမှာဒီလိုနဲ့ကျယ်စင်လဲဖုန်းကိုရှာပြီးတော့ဖုန်းကန်းစီကိုဖုန်းဆက်လိုက်တယ်ဟယ်လိုဖုန်းကန်းအေးပြောကျယ်စင်အစော်ကြီးငါ့ကိုဘာလို့ဖုန်းဆက်တာလဲ အေးဖောက်ကနင်တက်တိကိုခေါ်ပြီးတော့ငါအိမ်ကိုလာခဲ့စမ်းပါဟာငါနင်တို့ပြောစရာရှိတယ်ကျယ်စင်လဲပြောစရာရှိရပြောပြီးတော့ဖုန်းကိုချပြလိုက်တယ်တပတ်ကဖုန်းခန့်ကဟာဘာလဲဟာကျယ်စင်ကောက်သွားပြီလားမနေ့စောစောစီစီလဲဖုန်းဆက်သေးရဲ့ပြီးတော့ဘာကြီးပြောသွားမလဲမသိဘူးအင်းလေသူ့အိမ်ကိုတက်တိကိုခေါ်ပြီးတော့တောက်လိုက်တာပိုကောင်းပါမယ်ဖောက်ကလည်းတတိကိုခေါ်ပြီးတော့ကျဲစင်းအိမ်ကိုရောက်လာခဲ့တယ်ဖောက်ကမင်းခေါ်လို့တောင်ငါလိုက်လာတာဘာကိစ္စရှိလို့လဲကွာ မသိဘူးကကျယ်စင်းရဘာကိစ္စလဲဆိုတော့ငါတို့ပြောမသွားဘူးမင်းကိုခေါ်ပြီးတော့သူ့ရင်ကိုလာခဲ့ပုံမှားလိုက်တာဆော့ဆော့ဆစ်ဆစ်ကွာကျယ်စင်းကောက်သွားပြီလားမသိဘူးအေးငါလည်းအဲ့လိုပဲထင်တယ်ကွာညာအေးပြက်ပြီးသူကောက်တာအများလားလို့အဲ့ဒီချိန်သူတို့နှစ်ယောက်နာကိုကျယ်စင်းရောက်လာခဲ့ပါတယ်။ဟာနင်တို့နှစ်ယောက်ကိုထူဆန်းလာတခုပြမယ်။အဲ့ဒီတော့တတိယဟမ်ဘာထူဆန်းလာလဲဟ။မနေညာငါ့အိမ်ထဲကိုထူဆန်းတဲ့အရာတခုရောက်လာတယ်ဟ။နင်တို့တောင်ယုံကြည်မှာမဟုတ်ဘူး။ဘာလဲ နေအိမ်နဲ့ကိုဟိမဝင်နာတောင်ကနေလူသားရောက်လာလို့လားဟတတိယစလိုက်တော့အဲ့ဒီဟိမဝင်နာနေလူသားတဲ့တောင်မှပို့ပြီးတော့ထူးဆန်းစရာကောင်းနေဟဒါဆိုတော်ရဲကကင်းကောင်ကြီးလားပုံကဲရပါဝင်စလိုက်တယ်ဟာနင်တို့ကလည်းစမနေစမ်းမနေတော့ဟာငါအတီပြောနေရလာလာငါရဲ့အိတ်ခဲနဲ့ကိုလာကြည့်ငါအိမ်ကလူတွေမြန်မာဆိုလို့သူ့ကိုငါဒီအပြင်တောင်ခေါ်မထုတ်တာဘူးပုံကဲနဲ့တတိလည်းကြောင်တောင်တောင်နဲ့ကျဲစိရဲ့အိတ်ခဲနဲ့ကိုလိုက်ကြည့်ကြတယ် သူတို့နှစ်ယောက်လည်းကြယ်စင်ပြတဲ့အရာကိုမြင်လိုက်တော့အယံအုံမှာအံ့ဩသွားရပါတယ်။တတိယကြယ်စင်နင်ကဒီစနိုးဝအယုတ်ကြီးကိုဘယ်ကနေဝယ်လာတာလဲဟ။အေးဟာဒါကဖယောင်းအယုတ်ကြီးလားခေါ်ယုတ်ကြီးလားဟ။တော်တော်လေးကိုလက်ရတည်တက်ပြီးရတာပဲတကယ်လူအစစ်နဲ့တူတယ်ဟဖောက်ကန်နဲ့တတိယစနိုးဝိုက်ကိုအယုတ်ကြီးထင်နေကြတာလေကျယ်စင်ကဟဲ့အဲ့ဒါအယုံမဟုတ်ဘူးဟဲ့တကယ်စနိုးဝိုက်အစစ် ဟာကြက်စင်ကလည်းငါတို့ကိုလာပြီးတော့မဆဆမ်းပါနဲ့ဟာနေနေရဲ့ဝမ်းကွဲအမတယောက်ကိုခေါ်ပြီးတော့စနိုဝိုက်ပုံစံပြင်ဆင်ပေးထားရမလားဟာနင်တို့ကလည်းငါတကယ်အတီပြောနေရဟာဒါကစနိုဝိုက်အစ်စ်ငါအိမ်ထဲကိုမနေ့ညရောက်လာခဲ့တာဟမ်ဘယ်လိုလုပ်ပြီးတော့စနိုဝိုက်ကနေအိမ်ထဲကိုရောက်လာခဲ့ရတာလဲတတိယနားမလည်နိုင်စွာနဲ့မေးလိုက်တော့ကျယ်စင်ကဒီလိုဟာမနေ့ညနင်တို့ငါ့ကိုဘာဆူတောင်းလဲလို့မေးကြတယ်လေငါကမပြောပြခဲ့ဘူးလေ အေးအဆိုဒီစနိုးဝိုင်းနဲ့ကနေ့ရဆူတောင်းနဲ့ကဘာဆိုင်လို့လဲဟာငါရဲ့စကားကိုစောင့်အောင်ဒီနားထောင်မိကြပါအောင်ဟာငါမနေ့ညဆူတောင်းခဲ့တာစနိုးဝိုင်းကိုတကက်အပြင်လက်တွေ့ဘွားမှာလဲပျော်ရွှင်စရာကောင်းတဲ့အဆုံးသက်မျိုးပိုင်ဆိုင်ရပါစေလို့ငါဆူတောင်းခဲ့တာမနေ့မိုးလင်းတော့ငါအိတ်ခမ်းနဲ့ကိုစနိုးဝိုင်းကရောက်နေရလေငါလည်းအစအရန်အံ့ဩသွားခဲ့တာအကြောင်မို့ငါနေတော့ခေါ်ပြလိုက်တာဒါဆိုမနေ့ညကနေတောင်းခဲ့တဲ့ဆူကပြည့်သွားတယ်ဆိုတဲ့သဘောပေါ့နော် ြည့်တော့မပြည့်သေးဘူးဟာစနိုဝိုက်ကရောက်လာရုံပဲရှိသေးရာသူ့မှာပျော်ရွှင်စရာကောင်းတဲ့အဆုံးသက်မရသေးဘူးလေဒါဆိုစနိုဝိုက်အတွက်ပျော်စရာကောင်းတဲ့အဆုံးသက်ကိုငါတို့ကဖန်တီးပေးရမှာလားဖန်တီးပေးမယ်ဆိုရင်ရောဘယ်လိုမျိုးဖန်တီးပေးရမှာလဲဟာတတိယမေးလိုက်တော့အဲ့ဒါတော့ငါလည်းမသိဘူးဟာအခုကစနိုဝိုက်ကတကယ်ကြီးရောက်လာပြီဆိုတော့ငါတို့သူ့ကိုအခုမလုပ်ပေးကြမလဲပေါကကခဏစဉ်းစားပြီးတော့စနိုဝိုက်က "तू က နိုင်ငံခြားမှာနေလာခဲ့တာလေအခုသူကမြမပြိုရောက်ပြီဆိုတော့ငါတို့တွေသူ့ကိုအထင်ကရနေရာတွေကိုလိုက်ပို့ကြမယ်ဆိုရင်ရောအေးကောင်းသားပဲဟာငါခကြီးမထွက်ရကြပြီကျေစင်နေရောဘယ်လိုသဘောရလဲ ပိုကောင်းတာပေါ့ဟာငါလည်းသဘောတူရဲ့ငါလည်းခရီးအရန်ထွက်ချင်းနေရအခုငါကြိုက်တဲ့ snow white နဲ့အတူတူခရီးထွက်ရမယ်ဆိုတော့ငါဘောကမှတကယ်ကိုအမတ်တရားကြီးဖြစ်တော့မှာပဲအေးကျဲစင်အဲ့ဒါဆိုရင်နေရနေအိမ်ရလူတွေကိုငါတို့နဲ့ခရီးသွားမယ်ဆိုပြီးတော့ပြောထားလိုက်ငါတို့လည်းငါတို့အိမ်ရလူတွေကိုအဲ့လိုပြောထားလိုက်မယ်ဟုတ်ပြီလားနေရောကငါတို့ကခရီးထွက်မယ်ဆိုတော့ဘယ်ကိုခရီးထွက်ကြမှာလဲငါတို့မြန်မာနိုင်ငံရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ပုဂံကိုသွားကြတာပေါ့ကွာယေးပုဂံကိုသွားမယ်ကွာယေး ယ်ပျော်လိုက်တာဟိုမှာတပုတ်နေလဲငါတို့အတူတူရိုက်ကြတာပေါ့ဒီလိုနဲ့ကျဲစင်ဖောက်ခတ်နဲ့တက်တိတို့တောဟောစလုံးကစနိုးဝိုင်းနဲ့အတူတူပကံကိုခရီးထွက်ခဲ့ကြပါတယ်သူတို့ကလည်းလဲတညင်ညိမ့်နဲ့မောင်းလာတာခရီးကအတော်ပေါက်လာတော့လမ်းမှာခဏနားလိုက်ကြတယ်လမ်းဘေးနားမှာဖွင့်ထားတဲ့ထမင်းဆိုင်တစ်ခုတည်းဝင်လိုက်ပြီးတော့ကျဲစင်ကထမင်းဝင်มาပေးလိုက်တယ်စနိုးဝိုင်းနေရပါစားမှာလဲဟာအာငါဘာစားမှမသိဘူးရပါတယ်ငါနင်တို့စားတဲ့ဟာပဲလိုက်စားမယ်လေ နေကမြမထမင်းဟင်းကိုစားတက်လို့လားရပါတယ်ငါစားကြည့်မယ်လေဒီလိုနဲ့၄ယောက်စာထမင်းနဲ့ဟင်းကိုမှားလိုက်တယ်စိုင်ထဲမှာရှိတဲ့တခြားဝိုင်းကခလေးလေးတယောက်ကဟာ snow white ပါလား snow white snow white ဟုတ်တယ်မလားအဲ့ဒီခလေးလေးက snow white ကိုမြင်တော့သူတို့နားလေးကိုယောက်လာတယ်မမက disney cartoon ကားထဲကတကယ် snow white လားယင်အဲ့ဒီတော့တတိယဝင်ဖြေပေးလိုက်တယ်သူကတကယ် snow white အစ်စ်မဟုတ်ပါဘူးကွာ snow white ပုံစံပြင်ဆင်ထားတာပါ အော်ကျွန်တော်ကတကယ်စနိုးဝိုက်ထင်သွားလို့ဒီလိုနဲ့အဲ့ဒီကလေးလည်းလှည့်ထွက်သွားတယ်စနိုးဝိုက်ကသူတို့ကိုပြောလိုက်တယ်ဘာလို့မင်းတို့ကလိန်ပြောရတာလဲအခုလောမှာလိန်မပြောရင်လူတွေကယုံကြမှာမဟုတ်ဘူးလေပြီးတော့အမသာတကယ်စနိုးဝိုက်အစေးဆိုတာတည်သွားတယ်လူတွေအကုန်လုံးကအမကိုဓာတ်ပုံတွေရိုက်မယ်ပြီးတော့သတင်းမီဒီယာတွေကအမကိုအင်တာလာပြူးကြတော့မှအဲ့ဒီခါကျအမအတွက်လည်းမကောင်းလေတပ်ပုံရိုက်တယ်တည်င်းမီဒီယာဟုတ်လားအဲ့ဓာရီကဘာရည်လဲ စနိုးဝိုက်ကနားမလည်နိုင်စွာနဲ့မေးလိုက်တော့ပုံခန့်ကအာဟုတ်သားတယ်စနိုးဝိုက်ကဟိုးရင်ခင်မမီခင်တော့ကပေါ်တာဆိုတော့ငါတို့အခုခင်မိတဲ့အရာတွေကိုသူပဲသိပါမလဲကွာဒီလိုပါအမရဲ့ဓာတ်ပုံရိုက်တယ်ဆိုတာကျွန်တော်တို့စီမှာဒီဖုန်းဆိုတဲ့၄00အရာလေးတစ်ခုရှိရဲ့အဲ့ဒီဖုန်းနဲ့ကိုယ့်ပုံကိုပြန်မြင်လို့ရအောင်လုပ်တာကိုဓာတ်ပုံရိုက်တယ်လို့ခေါ်တယ်အမကိုကျွန်တော်တို့ပကံရောက်ရင်လည်းဓာတ်ပုံရိုက်ပေးအောင်ပါအဲ့ဒီအခါကျမှအမကိုယ့်ရဲ့ဓာတ်ပုံကိုပြန်ကြည့်ကြည့်ဟုတ်ပြီလားကဲအခုတော့ထမင်းစားစား ဒီလိုနဲ့သူတို့လေးအောင်လုံးလဲထမင်းစားပြီးတော့အခရီးကိုဆက်ထွက်လာခဲ့တယ်။ဒီလိုနဲ့ပကံကိုရောက်တော့ Snow White ကိုပကံဖျားတွေကိုလိုက်ပြီးတော့ပို့ပေးကြပါတယ်။ကျယ်စင်ကဒီပကံဆိုတာမြန်မာတို့မြန်မာနိုင်ငံရဲ့ပထမဆုံးမြို့တော်ပေါ့။အရန်လက်အထင်ကရဖြစ်သလိုကပရှေးရအမွေနစ်မှာလဲ Greenish Sanchen ဝင်တယ်လေ။ Snow White ကကျယ်စင်ပြောတာတွေကိုမျိုးလုံးအဝိုင်းသားလေးနဲ့အံ့ဩတကြီးနားထောင်နေတာပေါ့။အော်ဟုတ်လား။တော်တော်လေးကို လှပတယ်နော်ဖရားတွေကဟာအမဖရားကိုလှပရဲလို့မတုံးရဘူးဗျကျွန်တော်မြန်မာတွေကအဲ့လိုမတုံးဘူးဖရားကိုတတ်ပယ်တယ်လို့တုံးကြတယ်။အော်ဟုတ်လားအမလည်းစကားလုံးအသုံးလုံးတွေမသိဘူးဆိုတော့လေခွင့်လို့ပါနော်ရပါတယ်အမရဲ့အဲ့အရာတွေကအရင်မကြည့်ပါဘူးလာလာအမကိုဟိုတစ်ပင်ရိန်သားလေးမှာတက်ပုံရိုက်ပေးမယ်သူတို့ရဲ့လဲစနိုးဝိုက်ကိုတက်ပုံရိုက်ပေးမယ်ပြင်တော့တက်တီးကတခုတွေးမိလိုက်တယ်ဟဲ့ကောင်ဖောက်ကငါတို့တွေအဝေစားလဲမနဲ့တူတယ် ဟမ်ဘာဖြစ်လို့လဲကွာငါတို့အခုရောက်နေတာပကံဖျားရေလေဒါကြောင့်မလို့ငါတို့လည်းမြမဝိစုံနေဝိသိနေလို့ထင်တယ်မင်းတို့ရောမြမဝိစုံပါကြလားကျေစင်ကအေးငါစီမှာပါတယ်ဟာငါလိုလိုပေါ်ပေါ်နှစ်စုံယူလာတယ်စနိုဝိုက်မြမဝိစုံလေးကိုစမ်းဝဲကြည့်လိုက်ပါလားတော်ရင်တော်မနေနဲ့မြမဝိစုံနေဆိုရင်အရန်ကိုလာမှာဟာမြမဝိစုံဟုတ်လား तू ကဝိရတာခက်လာရင်ဝေးရတာမခက်ပါဘူးခအမားတို့နိုင်ငံခြားလူတွေကဒီလိုခေါင်းကြီးတွေကိုအထက်ထက်ဝေးရတာလေ ျွန်တော်မြန်မာဝတ်ဆောင်ကအဲ့လောက်ကြီးအထိအထက်ထက်မဝေးရလဲအရောက်လုံးချုံပြီးတော့ဝတ်လိုက်တဲ့သူတိုင်းလှပပါတယ်။ကျယ်စင်လဲ Snow White ကိုမြန်မာဝတ်ဆောင်တစုံအိတ်ထဲရထုတ်ပြီးတော့ပေးလိုက်တယ်။ Snow White လည်းအဲ့ဒီဝတ်ဆောင်လေးကိုဝေးကြည့်လိုက်တော့ဟာအရန်လာတာပဲ။ Snow White နဲ့မြန်မာဝတ်ဆောင်နဲ့ကတကယ်လိုက်တယ်နော်။တကယ်လားငါနဲ့အတူမြန်မာဝတ်ဆောင်နဲ့ကလိုက်တယ်ပေါ့။ဟုတ်တယ်ဗျတကယ်လိုက်တယ်။ Snow White ကိုကျွန်တော် တပ်ပုံရိုက်ပေးမယ်လေအဲ့ဒီခါကျမှတပ်ပုံထဲမှာကြည်ကြည်လိုက်တတိဖုန်းကနဲ့ကျေစင်တို့သုံးအောင်စလုံးကလည်းမြမဝတ်စုံနဲ့ပြောင်းဝေးလိုက်ကြတယ်ဖုန်းကကစနိုးဝိုက်ကိုမြမဝတ်စုံနဲ့ဆန်းပြီးတော့တပ်ပုံရိုက်ပေးလိုက်တယ်ဟုတ်ပြီဟုတ်ပြီအဲ့လိုလေးထိုင်ပြီးတော့နက်နက်ပြုံးထားလိုက်ဖုန်းကလည်းသူရိုက်ပေးထားတဲ့တပ်ပုံကိုစနိုးဝိုက်ကိုပြလိုက်တယ်ဟာဒါတပ်ပုံလားဟုတ်တယ်ဗျအမကြည်ကြည်လိုက်ဒီလိုနဲ့စနိုးဝိုက်ကတပ်ပုံကိုကြည်ကြည်လိုက်တော့ဝါးတပ်ပုံလေးကအရန်လာတာပဲ ငါ့ကိုနောက်ထပ်ဒီလိုတောက်ပုံတွေအများကြီးရိုက်ပေးပါဦးနော်။ရတာပေါ့ Snowy ရဲ့။ငါတို့ဟိုဘက်ကိုတက်ကြည့်ကြရအောင်လေ။အဲ့ဘက်မှာရှူကင်းရပူလှတယ်။အဲ့ဒီချိန်သူတို့နားလေးကိုအလင်းတန်းတစ်ခုပေါ်လာပါတယ်။အဲ့ဒီအလင်းတန်းကြီးကတဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာတယ်။အဲ့ဒီရုပ်လုံးကတော့ Snowy ရဲ့မိတွေဆုံးမကြီးပါပဲ။ကျယ်စင်ကဟာဒီဆုံးမကြီးကဘယ်လိုလုပ်ပြီးတော့ရောက်လာလဲ။အဲ့ဒီတော့ဖောက်ကန်က လာလာစဉ်းစားမနေနဲ့ငါတို့အရင်ပြေးကြရအောင်သူကစနိုးဝိုက်ကိုဒုက္ခပေးတော့မှဒီလိုနဲ့စနိုးဝိုက်နဲ့သူတို့တောင်းအောင်လဲတခြားဘက်ကိုထွက်ပြေးလာခဲ့ကြတယ်။ဆုံးမကြီးကလည်းစနိုးဝိုက်ကိုမြင်တော့ချက်ချင်းပဲအနောက်ကနေ ပြေးလိုက်လာခဲ့တယ်။ဟာစနိုးဝိုက်ပဲ။သူကအသက်ရှင်နေသေးရလား။စနိုးဝိုက်နဲ့သူတို့တောင်းအောင်ကနေရန်ကြီးတစ်ခုနောက်မှာအပုံးနေလိုက်တယ်။သူတို့နောက်ကိုလိုက်လာတဲ့ဆုံးမကြီးကသူတို့မမြင်ဘဲနဲ့ကြော်ပြီးတော့တခြားဘက်ကိုထွက်သွားတယ်။အဲ့ဒီခါကျမှသူတို့တောင်းအောင်လဲဆက်အေးလက်အေးဖြစ်သွားတော့တယ်။ကျယ်စင်က ငါစဉ်းစားလို့မရဘူးဟာစနောဝါရဲ့မိထွေးကဘလို့လောက်ပြီးတော့ဒီကိုလိုက်လာနိုင်ရလဲဖောက်ခန်းကလည်းစဉ်းစားနေတယ်အဲ့ဒီချိန်တတိယငါထင်တာတော့ဒီစနောဝါရဲ့တန်တာကြီးအဆုံးသက်ကပြောင်းလဲသွားမှာမဟုတ်ဘူးလို့ထင်တယ်စနိုဝိုက်ရှိရနေရဘယ်နေရာမဆိုသူ့ရဲ့မိတို့ရလိုက်ပြီးတော့စနိုဝိုက်ဒုက္ခပေးနေမှာပဲဒါဆိုငါလိုချင်တဲ့ happy ending မရဘူးပေါ့နော် ဘာလို့ဖြစ်ဖြစ် Snow White ကအခုငါတို့စီမှာဆိုတော့သူ့ကိုဒုက္ခမရအောင်ငါတို့ကကာွယ်ပေးလို့ရောရပါသေးတယ်ဟာ။ကျယ်စင်ကတော့စိတ်ပြက်လက်ပြက်နဲ့ငိုင်းကြသွားတော့တယ်။တပတ်မှာတော့ဆုံးမကြီးက Snow White တို့ကိုလိုက်ရှာနေရင်နဲ့ကလေးတွေစော့တဲ့နားကိုရောက်သွားတယ်။ကလေးတွေကလည်းဆုံးမကြီးကိုမြင်တော့ဟာငါဒီမိမကြီးကိုမြင်ဘူးတယ်ဟာ။အေးငါရောပဲမြင်ဘူးတယ်။ဘယ်နေရာမှာမြင်ဘူးอ่ะပါလဲ။ကလေးနှစ်ယောက်ကစဉ်းစားနေရင်နဲ့ခဏကြာတော့ကောင်းပါလေးရဲ့ ဟာငါတတိယပြီဒီမိမကြီးကစလုံးဝိုက်ထဲကစလုံးဝိုက်မိတွေးဆုံးမကြီးနဲ့တူတယ်ဟာဟမ်အေးဟုတ်သားပဲငါလည်းခုမှတတိယတယ် DND ကအဲ့ဒီစလုံးဝိုက်ကားထဲကမိတွေးပုံစံဝတ်စားထားလားမသိဘူးနော်အေးဟာဟုတ်လောက်တယ်အဲ့လိုဝတ်စားပြီးတော့ငါတို့ဒီပကံမှာမလုပ်နေရပါလေသူဝတ်စားထားတဲ့ပုံစံကတကယ်တူရယ်နော်ရုပ်ရောအေးဟာရုပ်ကလည်းတူနေငါတော့ဒီမိမကြီးကိုမကြိုက်ဘူးဟာ ဟုတ်တယ်ငါရောပဲစနိုဝါရဲ့မိတွေကတအားယုံမှလုံးနေစနိုဝါရဲ့မိတွေကအဲ့ဒီကလေးနှစ်ယောက်ပြောတဲ့နေကိုကြားပြီးတော့သူတို့နှစ်ယောက်ကိုစိမ့်စိမ့်ကြီးစိုက်ကြည့်လိုက်တယ်ပြီးတော့ခါထောက်ပြီးလက်ညိုးထိုးလိုက်တယ်ဟဲ့မလောက်လေမလောက်စားလေနင်တို့ကငါ့ကိုဒီလိုပြောရတယ်ပေါ့ငါမော်ဆန်းတုံးပြီးနင်တို့ကိုဖားဖြစ်ပြောင်းလိုက်မှာဟာဟာဒီမိမကြီးကဘာကြီးလဲဟာငါတို့ဖားဖြစ်ပြောင်းမယ်ဆိုပါလားတကယ်ဆုံးမကြီးကြာနေရပဲလာလာငါတို့သွားကြရအောင် ဒီလိုနဲ့ကလေးနှစ်ယောက်ကအဆုံးမယူကြောက်လို့တခြားဘက်ကိုထွက်သွားလိုက်တယ်။ဘာလို့များကလေးအဆငါ့ကိုဒီလောက်ထိမုန်းတီးနေရလဲ။ငါ့ပုံစံဘာဖြစ်နေလို့လဲ။ငါလူတွေမုန်းတော့မခံချင်ဘူး။ခံလည်းမခံနိုင်ဘူး။ငါအားကြောင့်မလို့စနိုးဝိုက်ကိုအပြည့်ရှင်းပြရမယ်။သူမရှိမှငါ့ကိုလူတွေကချစ်ကြမှာ။ဆုံးမကြီးကအဲ့လိုမျိုးမချစ်တင်ခဲနဲ့ရေရွနေတဲ့အချိန်သူ့နောက်လူစိုးနှစ်ယောက်ရောက်လာခဲ့ပါတယ်။ဟဲ့ကော ီအမျိုးသမီးကြီးကပတ်သက်ရှိမဲ့ပုံပဲကွာအေးကွာသူကစနိုးဝိုက်ထဲကဗီလေးပုံစံဝတ်ဆင်ထားတာပဲဒီဝတ်စုံတွေကတော်တော်ဈေးကြီးမဲ့ပုံကွာအသားကလည်းအရန်ကောင်းတာဝတ်စုံနဲ့တင်ကိုဆယ်ချီလောက်တယ်ကွာလာကွာသူ့ကိုတားထောက်ပြီးတော့သူ့ဝတ်စုံတွေယူရဒီလိုနဲ့လူဆိုးနှစ်ယောက်ကစုံမကြီးနောက်တိုးကပ်သွားတယ်ဟေးအမကြီးပကံမှာလမ်းပြောင်းနေရလားဗျဒါနဲ့နင်တို့ကဘသူတွေလဲငါ့ကိုဘာလို့အခုလိုလာပြောနေရလဲ ငါဘာသာလမ်းပျောက်ပြမပျောက်ပြောက်ငါကို့ဘာသာကိုရှာပြီးတော့သွားနိုင်တယ်ဟာဟဲ့အောင်လေတန်ကအရန်ကိုမောက်မာနေပါလားအေးကွာအနုနီးနဲ့မရတော့ဘူးဓာတ်ထုတ်လိုက်တော့မယ်ကွာဒီမှာပေါ်တော့ဒါပါလေသိရမလားဒီဓာတ်ထုတ်ရင်သိတတ်တယ်ဗျမသေးချင်ခမရအခုဝတ်ထားတဲ့ဝတ်စုံတွေကိုကျွန်တော်တို့ပေးလိုက်ဘာနင်တို့မိုင်းရိုင်းလိုက်လားငါဝတ်ထားတဲ့ဝတ်စုံဘာလို့ပေးရမှာတော့ခမရဝတ်ထားတဲ့ဝတ်စုံကတော်တော်တန်ကျဲကြီးရယ်ဗျ ကျွန်တော်အဲ့ဒီဝယ်ဆောင်လိုချင်တယ်အခုချက်ချင်းချုပ်ပေးဒုက္ခပဲဒီကောင်ဒီလက်ထက်မှာတားရှိတယ်ဒါပေမဲ့ငါ့လက်ထက်မှာဘာမှမရှိဘူးမော်တော်တန်လည်းပါမလာခဲ့ဘူးအဲ့ဒီလိုဆုံးမကြီးကအခက်တွေ့နေတဲ့အချိန်စနိုးဝိုင်းနဲ့ကျယ်စင်တို့တငယ်ချင်း၃ယောက်ကရောက်လာခဲ့ပါတယ်ဖုန်ခန်းကလူဆိုးလက်ထရာတားကိုလူယူလိုက်ပြီးတော့တက်တိနဲ့ဖုန်ခန်းကလူဆိုးတွေကိုဝင်ချပါတော့တယ်ဒီလိုနဲ့လူဆိုးတွေလည်းကြောက်လန့်ပြီးတော့ထွက်ပြေးကုန်တာပေါ့ စနိုဝိုက်ကသူ့ရဲ့မိတွေစီသွားပြီးတော့အမေအမေဘာဖြစ်သွားသေးလဲရင်သူတို့အမေကိုဘာလို့သွားကြသေးလဲအမေထိခိုက်မိရဲ့နေရာရှိသွားလားဒီတော့မိတွေဖြစ်သူကစနိုဝိုက်ငါနဲ့ပေါ်မှာမကောင်းခဲ့ဘူးလေဘာလို့နေငါ့ကိုဂယုစိုက်နေရလဲအမေကမိတွေဆိုပေမဲ့အမေကိုအမေတယောက်လိုပဲသတ်မှတ်ထားခဲ့တာပါဘယ်တော့မှအမေအပေါ်မှာစိတ်ကွက်ခြင်းမရှိခဲ့ဘူးဒီတော့မိတွေဖြစ်တဲ့သူကအိုးစနိုဝိုက်လေးရဲ့ ငါးနှစ်ပေါ့တစ်ဆက်ကလေးမှကောင်းခဲ့တာမရှိဘူးနေ့ုံလဲအစိတ်ခတ်ပြီးတော့တေအောင်လုပ်ခဲ့တယ်ငါးနှစ်ပေါ့လုပ်ခဲ့တာ ấy အတွက်ငါတောင်းပန်ပါတယ်နေ့ရဲ့စိတ်ရင်းအမှန်ငါမမြင်နိုင်ခဲ့ဘူးလူတွေကငါ့ကိုမုန်းတီးနေရကြည့်ပြီးတော့ငါစိတ်ကအမှောင်ဖုံးသွားခဲ့တယ်လေလူတွေအများကြီးကနေ့ကိုချစ်လေငါကနေ့ကိုအများကြီးမုန်းလေဖြစ်ခဲ့မိတယ်လူတွေကနေ့ကိုကြားချစ်ပြီးတော့ငါ့ကိုမုန်းတီးနေကြတာဘာလို့လဲအဲ့ဒီတော့ကျယ်စင်ကဝင်ပြောလိုက်တယ် လူတွေကစိတ်ထားလာရတဲ့သူပဲချစ်ပါပေါ့မဟုတ်ဘူးငါရုပ်ဆိုးလို့ငါရုပ်ဆိုးလို့ငါ့ကိုလူတွေကမချစ်ကြတာမဟုတ်ဘူးလားအဲ့လိုမျိုးမဟုတ်ဘူးအပြင်ပန်းသာလာပြီးစိတ်ထားမလာရင်လေလူတွေကမချစ်ကြဘူးရှင်ရုပ်ဆိုးလို့မဟုတ်ပါဘူးဒါဆိုငါအမားကြီးလုံးမိခဲ့ပြီပေါ့ငါငါရုပ်လာဖို့အတွက်စနိုးဝိုက်ကိုတတ်ဖို့လုပ်ခဲ့တယ်စနိုးဝိုက်မရှိတော့ရင်ငါကဘာပေါ်မှာအလှဆုံးဖြစ်သွားပြီဒါဆိုရင်လူတွေကငါ့ကိုချစ်ကြမယ်လို့ငါထင်နေခဲ့တာ ငါအရန်မသွားခဲ့ပြီပေါ့ငါတောင်းပန်ပါရဲ့စနိုးဝါရဲ့ငါ့ကိုခွတ်လို့ပေးပါနော်ငါတကယ်တောင်းပန်ပါတယ်ရပါတယ်အမေရဲ့အမေသမီးကိုတောင်းပန်စရာမလိုပါဘူးအမေကိုသမီးကအမေရင်းတယောက်လိုသဘောထားခဲ့တာ အမေအပေါ်မှာဘယ်တော့မှစိတ်ကွက်ခြင်းမရှိခဲ့ပါဘူးကျေးဇူးတင်ပါတယ်စနိုးဝိုင်လေးရဲ့ကျေးဇူးတင်ပါတယ်စနိုးဝိုင်နဲ့သူ့ရဲ့မိတွေတို့ချစ်ကြည်ရေးရသွားတာကိုပေးနာကျေးစင်ဖုန်ခန့်နဲ့တတိတို့ကကြည်နူးစာနဲ့ကြည်နေကြပါတယ် ကဲကဲအခုလိုမျိုးချစ်ချစ်ခွေခွေဖြစ်သွားကြပြီဆိုတော့ကျွန်တော်တို့ရေအတူတပ်ပုံရိုက်ကြရအောင်လေအေးငါလည်းလက်ခံတယ်တပ်ပုံတူတူရိုက်ကြမယ်ဟေ့အမေလာသမီးတို့တပ်ပုံတူတူရိုက်ကြရအောင်ဒီလိုနဲ့သူတို့တွေအားလုံးတပ်ပုံတူတူစုရိုက်လိုက်ကြပါတော့တယ်ဒီလိုနဲ့ညရောက်လာတော့ကျစင်တို့ကစနိုးဝိုင်းနဲ့သူ့ရဲ့မိတွေတို့လက်ဖက်တုံးနဲ့ဧည့်ခံပါတယ်စနိုးဝိုင်းဒီမှာလက်ဖက်တုံးအရန်စားလို့ကောင်းတယ်စားကြည့်ဟာဟုတ်လားငါစားကြည့်မယ်အမေလည်းစားလေ သူတို့ရဲ့လည်းစကားရည်တပြောပြောနဲ့ကောင်းကင်ကိုကြည့်နေတဲ့အချိန်မှာကြဲတလုံးကြွေလာပါလေ။ဟာဟိုမှာကြဲတလုံးကြွေလာပြီတတိယပြောလိုက်တော့အေးဟုတ်တာပဲ Snow White နေရကြဲကြွေတဲ့အချိန်မှာရောက်လာခဲ့တာဆိုတော့နေပြန်တဲ့အချိန်ကလည်းကြဲကြွေတဲ့အချိန်မှာဆွတ်တောင်းလိုက်ရင်ရမယ်ထင်တယ်။ဟွန်းဟုတ်လားအဲ့ဆိုရင်ငါတို့ကြီးဆွတ်တောင်းကြမယ်လေ။ဒီလိုနဲ့သူတို့တွေအားလုံးဆွတ်တောင်းလိုက်ကြတယ်။ခဏနေတော့သူတို့နားလေးကိုအလင်းတန်းကြီးတစ်ခုပေါ်လာခဲ့ပါတယ်။ဟာ ဒီအလင်းတန်းရစနိုးဝိုက်တို့ပြန်ဖို့လားဖြစ်နိုင်တယ်ကွဒီတော့ဝင်ရမယ်တင်နေအဲ့ဒါဆိုအခုငါပြန်ရမယ့်အချိန်ရောက်ပြီပေါ့နော်ငါနင်တို့တကယ်ကျေးဇူးတင်ပါတယ်ငါကကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တဲ့အပြင်ငါမစားဘူးရဲ့အစားအသောက်တွေရောငါမရဘူးရဲ့နေရာတွေရောပါနင်တို့လိုက်ပြပေးခဲ့တယ်။ငါနင်တို့နဲ့အတူရိုက်ထားတဲ့ဓာတ်ပုံလေးကိုယူသွားမယ်နော်။ပို့ချရင်ချိရအောင်လို့ပါ။ရပါတယ်ယူသွားပါစနိုးပါရဲ့။ငါတို့အမတ်တရားတွေကိုနင်သိမ်းထားလိုက်ပါ။ ငါအလုံးနှုတ်ဆက်ခဲ့ပါတယ်နော်ဒီလိုနဲ့ Snow White နဲ့သူ့ရဲ့မိသွေးတို့လည်းအဲ့ဒီအလင်းတန်းကြီးတဲကိုဝင်သွားကြပါတော့တယ်ခဏနေတော့အဲ့ဒီအလင်းတန်းကြီးလည်းပျောက်သွားပါတော့တယ်ဂျယ်စင်ကဟွန်းငါတော့ဒီအချိန်ကိုလမ်းနေရတော့မှာပဲဟာတကယ်ကိုအမတ်တရားဖြစ်ခဲ့တာပဲလမ်းရလဲတပ်ပုံကိုပြန်ကြည့်ပေါ်ဟာတတိယပြောလိုက်တော့ဂျယ်စင်ကတပ်ပုံမရှိတော့ဘူးလေ Snow White စီကိုပါသွားခဲ့ငါကဘယ်တပ်ပုံကိုတိုက်ကြည့်ရမှာလဲဟာ အဲ့တော့မပူစားပါနဲ့ဟာငါဓာတ်ပုံနောက်တစ်ပုံထပ်ထုတ်ထားတယ်ဒီမှာဟာဖုန်းခန့်တော်လိုက်တာဟုတ်ကဲ့ပါဒီနေ့တက်ဆက်ပေးသားဆက်လန်းလျောက်ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်နောက်ထပ်လည်းဆက်လန်းအစ်စ်လေးတွေကိုအများကြီးတင်ဆက်ပေးသွားဖို့ရှိပါသေးတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချစ်စီတောင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်